မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် တောင်အောင်ဆန်းစုကြည်လွတ်မြောက်ရေးပြည်ထောင်ဝင်ကြီးချုပ်ကိုရိုင်းပါဝင်ဖို့တောင်းဆိုမှုတွေရှိလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီရဲ့မတရားဖန်ဆီးအကျဉ်းချမှုကိုခံထားရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တောင်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးပြည်ထောင်ဝင်ကြီးချုပ်ကိုရိုင်းပါဝင်ဖြစ်ရှင်းပေးဖို့တောင်းဆိုမှုတွေရှိလာပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလတရက်မှာစစ်တပ်ရဲ့မတရားအာနာသိန်းဖြုတ်ချခံခဲ့ရတဲ့ဒီမိုကရေစီအစိုးရရဲ့ကောင်းဆောင်ဖြစ်သူတောင်အောင်ဆန်းစုကြည်ဟာ အဲ့ဒီချိန်ကစပြီးအချင်းချခံခဲ့ရတာဖြစ်ပါတယ်စစ်ကောင်စီကဒေါအောင်ဆန်းစုကြည်အပြင်တမရအဝင်းမြင့်နဲ့တခြားနိုင်ငံရေးအကြီးအကဲ2000လောက်ကိုလည်းဖမ်းဆီးထားပါတယ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တဦးနဲ့ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်မြန်မာနိုင်ငံမှာလက်ရှိကြုံတွေ့ခံစားနေရတဲ့ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေအကြောင်းကို The Independent သတင်းဌာနရဲ့ can go the race and far on ausan suji ဆိုတဲ့သတင်းမှတ်တမ်းဗီဒီယိုထဲမှာဖော်ပြခဲ့မှုပါတယ်ပြီးတော့အဲ့ဒီဗီဒီယိုထဲမှာ conservative party ခေါင်းဆောင်ဟောင်းအတိုက်ခံခေါင်းဆောင်ဟောင်း william hager လက်ရှိပြည်ထောင်စုရအနေနဲ့ဒေါက်တာဆန်းစုကြည်ရဲ့အရေးကိစ္စရောမြန်မာနိုင်ငံမှာပုံမဆိုးရွားလာနေတဲ့အကျက်တဲတွေအတွက်ပါကိုယ်တိုင်ကိုကြအချောင်းဝင်တင်ပြီလို့တိုက်တွန်းခဲ့မှုပါတယ်သူကပြည်ထောင်ဝင်ကြီးချုပ် စတာမာအနေနဲ့ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ထိတိယောက်ယောက်ဆော်အော်တောင်းဆိုတင်တယ်လို့ဒေါအောင်ဆန်းစုကြည်ရဲ့သားဖြစ်တဲ့ Kim Harris နဲ့လည်းကိုယ်တိုင်တွေ့ဆုံတင်တယ်လို့အကြံပြုခဲ့မှုပါတယ်။ အလားတူ Conservative Party ရဲ့လူခွင့်ရေးကော်မရှင်ကလလလလတ်တင်ပြခဲ့တဲ့မြမပြည်တွင်အခြေအနေတွေအကြောင်းစီရင်ခန်းဆောင်မှာလဲဒေါက်တာဆန်းစုကြည်လူမျိုးရေးအတွက်ဝင်းကြီးချောစတာမာကပို့ပြီးထဲထဲဝင်ဝင်အားထည့်ကြိုးပမ်းတင်ကြောင်းတိုက်တွန်းထားတာတွင်ရပါတယ်မြမစစ်တပ်ဟာဒေါက်တာဆန်းစုကြည်နဲ့နိုင်ငံအကျဉ်းသားတွေကိုဖမ်းဆီးထားဆဲဖြစ်ရုံသာမကနိုင်ငံအနှံ့မှာအရက်သားတွေကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေညှဉ်းပန်းနှိပ်စက်မှုတွေမတိုင်းကျမှုတွေကိုလည်းကျူးလွန်နေတဲ့အကြောင်း Independent ရဲ့သတင်းထဲမှာဖော်ပြခဲ့ပါတယ်အစီရင်ခန်းဆောင်ကိုဦးဆောင်သူပြု သူတွေတဲ့တအုပ်ဖြစ်တဲ့နိုင်ငံခြားရေးဝန်ကြီးအောင် တင်လူတန်ကဒေါအောင်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံကြုံတွေ့နေရတဲ့အခြေအနေတွေကထုတ်ပြောပြဖို့ခက်ခဲလို့နဲ့ဆင်းရဲဒုက္ခမျိုးတွေလို့မှတ်ချက်ပေးခဲ့ပြီးပြည်တွင်ဆိုရအနေနဲ့ချက်ချင်းလက်ငင်တုံ့ပြန်ကင်တွယ်ပေးဖို့လိုအပ်နေပြီလို့ထောက်ပြခဲ့ပါတယ်ကော်မရှင်ကအစီရင်ခံစာကိုပြုစုရမှာ Kim Harris ဒေါအောင်ဆန်းစုကြည်ဦးဆောင်နဲ့အစိုးရလက်ထက်မှာစီးပွားရေးအကြံပေးဖြစ်တာဝန်ခဲ့သူရှောင်းတာနဲ့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်ရေးကိုယ်စားလှယ်ဒရမ်တို့ကပံ့ပိုးပေးခဲ့ကြတယ်လို့သိရပါတယ်အစီရင်ခံစာရဲ့အတူတူကတော့မြန်မာနိုင်ငံကိုနိုင်ငံတကာလက်နက်တ တင်ပို့မှုတွေပိတ်ပင်နိုင်ဖို့တွန်းအားပေးဖို့မြန်မာစစ်တပ်စီစီးဝင်နေတဲ့ဗန်နန်ငွေလမ်းကြောင်းတွေဖြတ်တောက်ဖို့မြန်မာအရေးမှာကုလသမဂ္ဂလုံခြုံရေးကောင်စီကထိထိရောက်ရောက်ကင်တွင်တောင်းဆိုဖို့ဆိုတာတွေဖြစ်ပါတယ်။ပြည်ထောင်နိုင်ငံဆိုင်ဝန်ကြီးဒေးဗစ်လမ်မီဟာကတောင်ဆန်းစုကြည်ကို ပြန်လွတ်ပြီးဖို့လူသိရှင်ကြားတောင်းဆိုထားပြီးဖြစ်ပါတယ်စစ်ကောင်စီကဒေါအောင်ဆန်းစုကြည်ကိုအာဂတိမှုတွေနဲ့ဆွဆွဲပြီးနှိရှေထောင်ချပေးမယ်လမ်းမီကတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ကနိုင်ငံရေးအကျဉ်းသားတဝူတာဖြစ်တယ်လို့လက်ခံထားပြီးကြီးတိန်နေတဲ့ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ပို့ပြီးအားထည့်တင်တယ်လို့အတိအမှတ်ပြုထားပါတယ် မြန်မာလွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့တမိဖြစ်သူဒေါအောင်ဆန်းစုကြည်ကပြည်တွေမှာနှစ်အတော်များများနေထိုင်ခဲ့ကြပူပြီးတာနာဦးဖြစ်တဲ့ကင်နဲ့အလက်ဇန္ဒားကိုကွယ်လွန်သူပြည်တိန်တာခင်မွန်းဖြစ်သူမိုက်ကယ်အဲရစ်နဲ့အတူပြိုးထောင်ခဲ့ပါတယ်1988ခုနှစ်တုန်းကမြန်မာနိုင်ငံမှာဒီမိုကရေစီတောင်းဆိုလှုပ်ရှားမှုအရေးတော်ပုံကြီးမှာဦးစီးဦးဆောင်နေရာကိုရယူခဲ့ပါတယ်2015ခုနှစ်ရွှေကောက်ပွဲမှာဒေါအောင်ဆန်းစုကြည်ရဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီနိုင်ရပြီးအစိုးရဖြစ်ခဲ့တယ်လို့2020ပြည်နှစ်ရွှေကောက်ပွဲမှာထပ်မံနိုင်ရခဲ့ပြီးမြန်လင်းစစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။နောက်ထပ်တပုတ်အနေနဲ့ဗိုလ်မှူးချုပ်ဟောင်းကိုရှင်းလင်းခဲ့သူတွေကိုဖမ်းမိဖို့ရန်ကုန်ဘုံကြီးကျောင်းများပါပြစ်မှတ်ထားလူရှာနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဗိုလ်မှူးချုပ်ဟောင်းချုပ်ထုံးအောင်ကိုပြစ်ခတ်ရှင်းလင်းခဲ့သူတွေကိုဖမ်းမိဖို့အတွက်ရန်ကုန်မြို့ဘုံကြီးကျောင်းတွေမှာပြစ်မှတ်ထားပြီးလူရှာဖွင့်နေကြောင်းသိရပါတယ်။စကောင်စင်ကဗိုလ်မှူးချုပ်ဟောင်းချုပ်ထုံးအောင်ရှင်းလင်းခံရပြီးရနောက်ရန်ကုန်စင်ချေဘုံမြို့နယ်ရီမှာစစ်ဆေးရှာဖွေခြင်းဘက်ထရီစပိန်များကိုဖမ်းဆီးခြင်းတို့ပြုလုပ်နေတယ်လို့အခုကဘုံကြီးကျောင်းတွေကိုပါပြစ်မှတ်ထားလူရှာနေကြောင်းရန်ကုန်ခြေဆိုင်ရှိတဲ့တရင်အရင်မြစ်စီကသိရ ရပါတယ်။တရက်တော်လူလိုစမ်းကြောင်းလိုကျောင်းတိုက်တင်များကြီးရှိတဲ့နေရာတွေကိုဧည့်စစ်ဆိုပြီးတရားစစ်တာဟန်ပြလောက်တာမဟုတ်ဘူးနေပြီးတော့ကစွတ်ထောင်းနေတော့အလုပ်တွေလည်းအတင်းလုပ်ပြဖမ်းမိဖို့ကလည်းအသေးအတန်ရှာနေကြတာရှာမတွေ့ရင်တွေ့ရလူကိုဇလန်းစင်ထိုးချမဲ့အန်တရရှိရလို့ဆိုပါတယ်။ဇွန်လ၂ရက်ည10နာရီကျော်ကစမ်းကြောင်းမြို့နယ်အာထကလေးကျောင်းပေးရှိဥယျာဉ်ကျောင်းလမ်းတဲမှာစစ်က SC 2စီ AC ကအဖြူတစီ ရဲစလွန်ကားတစီတို့နဲ့စေအောင်စုဝင်များရောက်ရှိလာကဖုန်ကြီးကြောင်းများတဲ့အဲဝင်စနေကြောင်းရန်ကုန်စကော့နက်ဝက်ကသတင်းထုတ်ပြန်ထားပါတယ်။ မျိုးစုံတွေကဘုံကြီးအကြောင်းတွေကိုလည်းစစ်တယ်စစ်တပ်ကဘုံကြီးတွေကိုလည်းမယုံဘူးလို့၎င်းကဆက်လက်ပြောပါရယ်ဘုံမှုချုပ်အောင်ချုပ်ထုံးအောင်ကိုဘက်ထရီစပိန်စီလာသူနောက်ကပြစ်ခတ်ရှင်းလင်းခဲ့ကြောင်း CCTV မှတ်တမ်းပုံထွက်လာပြီးရဲ့နောက်စစ်ကောင်စီကရှန်ကုန်းမြို့တော်စီပင်နယ်နိမိတ်အတွင်းဘက်ထရီစပိန်စီနှင်းမှုတွေကိုနိုင်လန်ဖန်စီငွေညစ်နေတယ်လို့အခုကရှန်ကုန်းစီပင်နယ်နိမိတ်ပြင်ပအထိဘေးတွင်နောက်တွင်ဆိုင်ငယ် e-bike နဲ့ဘက်ထရီ ဘိန်းတို့ကိုဖမ်းဆီးလျက်ရှိတယ်လို့သိရပါဗျ။နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှနိုင်ငံတော်လုံခြုံရေးနဲ့အကြံဖတ်မှုတိုက်ဖြတ်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တို့ကိုတင် जा ပေးနေသူပုံမှုချုပ်ဟောင်းချိုထွန်းအောင်ကိုမေလ22ရက်မနက်ပိုင်းမှာရှန်ကုံမြို့မယန်းကုံမြို့နယ်အမှတ်5ရပ်ကွက်ရွှေနင်းစီ6လမ်းရှိ၎င်းရဲ့အင်ရှိမှာရှန်ကုံမြို့ပြပြောင်ကြားဖွဲ Golden Valley Warriors ကပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီးအခုထိထိုင်ပြစ်ခတ်သူတွေကို ဖမ်းမမိသေးပါဘူးနောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီကအပြင်းရဲကြီးညာထားတော့လဲနောက်ချုံမျိုးနဲ့ကိုအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အတွက်စည်ရင်တင်းမာနေစေလို့ TNL ပြောပြီးတရုတ်နိုင်ငံရဲ့ဖိအားလည်းပြင်းထန်နေစေဖြစ်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အစံဘတ်စစ်ကောင်စီကအပြင်းရဲကြီးညာထားတော့လဲနောက်ချုံမျိုးနဲ့ကိုအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အပြင်စစ်ကွန်အင်အားဖြည့်တင်းပြီးစည်ရင်တင်းမာနေစေဖြစ်ကြောင်း TNL ပြောရေးဆိုခွင့်ရှိသူပြန်ကြားရေးတာဝန်ခံလူရည်ဦးကဒီကနေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ပေါ်ပြောဆိုခဲ့ပါတယ်လက်ရှိစွန်လအတွင်းစစ်ကောင်စီကအပြစ်ခတ်ရဲစိန်ကြီးညာပြီး TNL အပါအဝင်မြ ောက်ပိုင်းညီနောင်မဟာမိတ်အသုံးဖွဲ့ကလည်းအပြည့်ရထားကြောင်းဒါဝိမဲစစ်ကောင်စီကရက်ဆောက်ပတ်မှတစဉ်စစ်ကူအင်အားများဖြည့်တင်ခြင်းလက်နက်ခဲယမ်းများဖြည့်တင်ခြင်းထိုးစစ်ဆင်ခြင်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုလှုံ့ဆော်နေကြောင်းတောင်ချုံမြို့နယ်တောင်ခန်းဒေသမှာနေစဉ်ဓမ္မမုတ်ရှက်ချပြီးတိုက်ပွဲများဖြစ်ပွားနေကြောင်း၎င်းကဆိုပါတယ် ။စင်ရဲကတော့သူတို့ကရှိတိုးလာတာရှိတယ်။ကျမတို့ကလည်းပြန်လဲပြီးတော့ခုခံတိုက်ခိုက်တာရှိပါတယ်။စင်ရဲကတင်းမာနေစင်ဖြစ်ပါတယ်။ကျမတို့အနေနဲ့စစ်ပြူဟာအတိုင်းပဲဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ဒါအပြင်လက်ရှိချင်းတီတယုံရဲ့ဖိအားကလည်းပြင်းပြင်းထန်ထန်ရှိနေစင်ဖြစ်ကြောင်း DNL အနေနဲ့တရုတ်ဖိအားကိုပြန်လဲဖြစ်ရှင်းနိုင်ဖို့နီးလန်းရှာနေကြောင်းစစ်ကောင်စီကကျင်းပဖို့ရှိနေတဲ့ရွှေကောက်ပွဲနဲ့ပတ်သက်ပြီး DNL ကသဘောထားမှတ်ချက်မပြီးလို့ကြောင်း DNL အနေနဲ့ပြည်သူလူထုဘက်မှရက်တည်ပြီးဆက်အလာရှင်စန့်ကျင်တိုက်ဖြတ်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း DNL ကထုတ်ပြန်ကြေညာပါတယ်။ ဆက်လက်ပြီးနိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးခံထားသူတွေကိုစိုးရိမ်နေလို့ CRPH ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်ဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်မဲဆန္ဒနယ်မှာပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းကစာကစာရေးစစ်ကြောရေးမှကြားရှုံးခဲ့တယ်လို့ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီကတင်ထုတ်ပြန်ပါတယ်။ဦးအောင်စိုးမင်းက2024ခုနှစ်ဒီဇင်ဘာလမှာပြည်ဦးမြို့မှာတင်းရှောင်နေစဉ်စာကစာရေးဖမ်းဆီးမှုကိုခံခဲ့ရပြီး လွန်ခဲ့တဲ့လအနေငယ်ကလေးကစစ်ကြောရေးစခန်းမှာကွယ်လွန်သွားခဲ့တာလို့ခိုင်မာတဲ့သတင်းရင်းမြစ်ကတဆင့်ကြားသိရကြောင်း CRBH ကဆိုပါတယ်။ တီတုလွတ်တော်ကိုစလဲဥအောင်စိုးမင်းစစ်ကြောရေးစက္ကမကွယ်လွန်သွားခဲ့ခြင်းပေါ်ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီအနေနဲ့စိတ်မကောင်းဖြစ်ရပြီးတည်ဆုံမှုနဲ့ပတ်သက်ပြီးအပြည့်ဝတာဝန်ရှိတဲ့အကြံဖတ်စက္ကောင်စိတ်ကိုပြင်းပြင်းထန်ထန်ရှုတ်ချရတယ်လို့လည်းဖော်ပြပါရယ်။တချိန်တည်းမှာစက္ကဆိုင်ရဲ့ဖန်စီထိန်သိမ်းမှုကိုခံထားတယ်နိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ထွန်ဆန်းစုကြည်ပါဝင်ဖန်စီထိန်သိမ်းခံထားရယ်ရွှေကောက်ကန်လွတ်တော်ကိုစလဲများအတွက်လည်း CRPH အနေနဲ့စိုးရိမ်ပူပန်လျက်ရှိရလို့ဖော်ပြချက်မှာပါရှိပါရယ်။အကြံဖတ်စက္ကဆိုင်ရဲ့လူမဆန်စွာညှဉ်းပန်းနှိမ့်ဆက်ခြင်းစိုးရွားစွာပြုမှုဆက်ဆံ န်ခြင်းနဲ့လုံလောက်တဲ့စေကူသားခွင့်မရရှိခြင်းတို့ကြောင့်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်၃ဦးထောင်ထဲမှာတည်ဆောင်းခဲ့ရတဲ့ဖြစ်စဉ်တွေလည်းရှိကြောင်း၂၀၂၂ခုနှစ်ဇွန်လမှာမွန်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးကျော်မျိုးမင်းကလည်းစကားစတပ်ဖွဲ့ဝင်တွေကဖမ်းဆီးပြီးရဲ့နောက်လမ်းပီးတနေရာမှာရက်ဆက်စွာတပ်ဖြတ်ခြင်းကိုခံခဲ့ရကြောင်းဖော်ပြထားပါတယ်။ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီရဲ့လွတ်တော်ကိုယ်စားလှယ်စီစဉ်ကော်မတီကကောက်ယူထားတဲ့အချက်လက်တွေအရလက်ရှိအချိန်ဒီအာဏာသိမ်းစကားစကားပြည်တော်စုအစဉ်လွတ်တော်ကိုယ်စားလှယ်ဆက်ရှင်ဦးနဲ့တိုင်းဒေသကြီးပြည်နယ်လွတ်တော်ကိုယ်စားလှယ်၄၀တုံးကိုဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်တယ်လို့သ သတင်းမှာဖော်ပြပါရှိပါရစေ။